စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကိုအွန်လိုင်းကနေ e-commerce စနစ်နဲ့ဆောင်ရွက်နိုင်ဖို့အတွက်ခိုင်မာတဲ့ဥပဒေတစ်ခုရှိတဲ့လို့ IT ပညာရှင်တို့ကအကြံပြုထားပါတယ်။ဒီသတင်းကိုတော့မေဒေချန်ပေးပို့ထားတော့ပါခင်ဗျာ။ အသုံးပြုပြီးစီးပွားဖြစ်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေများလာတဲ့ချိန်ဝယ်သူနဲ့ရောင်းသူကြယုံကြည်မှုနဲ့သာလုပ်ကိုင်နေရတဲ့အတွက်ဖြစ်ရှင်းရတဲ့ပြဿနာတွေများနေပါတယ်။ဒီလိုကိစ္စရပ်တွေကကွယ်ဖို့ online ကနေစီးပွားရေးလုပ်နေမှုတွေကိုအသိအမှတ်ပြုထားတဲ့ဥပဒေတစ်ခုထွက်ဖို့လိုအပ်နေတယ်လို့ IT ပညာရှင်တွေကအခုလိုပြောဆိုလိုက်တာပါ။ဒီမှာ legal framework မရှိသေးလို့ဒီ e-commerce တွေ e-commerce က legal framework လုံးဝမရှိသေးဘဲနဲ့ကျွန်တော်တို့ကဟိုဒီတိုင်းနားလည်မှုနဲ့ယုံကြည်မှုတက်တဲ့နဲ့ လုပ်နေကြတဲ့အခါမှာဒီပြဿနာရှိနေတာကျွန်တော် legal framework တစ်ခုရှိလာပြီးတော့ online business တွေ e business တွေကိုအဲတရားဝင်ပြီးမှပြုတဲ့အနေအထားမျိုးတွေဖြစ်လာမယ်ဖြစ်လာတဲ့အခါမှာဒီလိုလို regulation ဥပဒေဘောင်ရကဘလို့တန်းဆန် condition တွေဘလို့ service layer layer agreement တွေ asset တွေရှိထားမယ်ဆိုတော့ဒါတွေပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီပြဿနာတွေကပြေလည်သွားလိမ့်မယ် ။ဘာကြောင့်လဲဆိုတော့အခုကြတော့အားလုံးကကိုနီကိုဟန်နဲ့လောက်ကြရတယ်။ဟို legally ဥပဒေအရကန့်တတ်ထားတာမျိုးတာဝန်ပေးထားတာမျိုးဟိုကန့်တတ်ထားတာမျိုးမရှိတဲ့အခါကျတော့အဲ့ဒီမျိုးမရှိတဲ့အချက်ကြောင့်မလို့ဖြစ်နေတယ်ပြောပြမှာပေါ့နော်။လက်ရှိမှာ online ကနေစီးပွားဖြစ်လုပ်ကိုင်နေတဲ့လုပ်ငန်းတွေကြမှာအပြန်လည်ငွေပေးချေမှုစနစ်တကျရှိဖို့လိုအပ်တယ်ပေါ့။ရန်ကုန်ဟဲ့ရဲ့ MD2 ကလည်းအခုလိုကြံပြုထားပါဗျ။သမတ်ထဲတော့အ ਨੇ ဆုံးတော့အနိုင်ဆုံးတော့ပေါ့နော်။ဒီ customer delivery ဟိုကောင်းကောင်းပေးနိုင်တယ်ဆိုတာမျိုးလည်းရှိတင်တယ်ဟို နောက်ပြီးွားတဲ့ခါကျတော့ payment တစ်ခုခုနဲ့ platform နဲ့ချိန်ပြီးတော့ပေးတာမျိုးပါလည်းရှိလို့ရှိတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့နာဟိုငွေလွှဲတာတို့ခါလို့ဆိုတော့လိမ်လည်မှုတွေလည်းဖြစ်နိုင်တယ်ဥပမာအဲ iPhone မှာပေးမယ်ပေါ့တန်ဖိုးကြီးနဲ့ပစ္စည်းဖြစ်နေတယ် risk တွေကများနေလေပဲအဲ့တော့ရောင်းသူမှလည်း risk ရှိတယ်လို့ဝယ်သူမှလည်း risk တွေအရှိရဲ့ဆိုတော့တို့ဒီရောင်းဝယ်လုပ်နေတဲ့ဟာတွေတကယ်တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ဆိုတာကတော့တည်ငြိမ်တဲ့ရောင်းဝယ်တဲ့ platform ရှိဖို့လိုသလိုတည်ငြိမ်တဲ့ payment တစ်ခုရှိဖို့လည်းလိုတယ် ။လက်ရှိမြန်မာနိုင်ငံမှာ MPU ကတ်သုံးဆွဲမှုတွင်ကျေလာပြီဖြစ်တဲ့အတွက်ဒီထက်ပိုအသုံးချနိုင်တဲ့အနေအထားတစ်ခုရောက်ဖို့ပညာပေးမှုတွေမများလို့ဖို့လိုအပ်နေတယ်လို့ MPU ရဲ့ CEO တူကပြောပါဗျ။ ATM ဆက်ရတယ်အခုဆိုရင်ကျွန်တော်တို့ ATM ပေါင်း market ထဲမှာဆိုရင်1500ကျွန်တော်ရှိပါပြီပေါ့နော်။အဲ့တော့နည်းအာဒီဟိုအင်ဂျင်နဲ့လည်းဆိုတော့တော်တော်လေးအားနေပါသေးတယ်။အဲကတ်ပေါင်းကကျွန်တော်ဝမ်းမီလောက်ရှိပါတယ်။ POS ကကျွန်တော်3000လောက်ရှိပါပြီ။ဆိုတော့နောက်2000ဆန္ဒကျွန်တော်ပေးခွာရပါတယ်လို့ တဲ့ service provider ပါ C2B ရဲ့ MVP ပဲအဲ e-commerce ကိုကျွန်တော်တို့ကဘူဝဲတဲ့လို့စားခဲ့တာပါ e-commerce အဲစားရဲဆိုတဲ့အခါမှာလည်းခုနကပြောလို့ကျွန်တော်တို့အခု awareness ကိစ္စထပ်လာပြန်ပါပြီဆိုတော့ဒါ education ပါပဲမှန်ပါတယ်ပါ awareness ဆိုတာအဲ့ပါတစ်ခုလို့ပြောပါအောင် education လို့ပါတယ်ဇွန်လ9ရက်နေ့မှာတော့ online ဈေးရောင်းဈေးဝယ်လုပ်ငန်းဝန်ဆောင်မှုပေးသူများဘလုံငန်းများမိုဘိုင်းဝန်ဆောင်မှုပေးသူများစုစည်းပြီးလက်တလောဖြစ်ပေါ်နေတဲ့ e-commerce ရဲ့အခြေအနေတွေကိုပြန်လည်သုံးသပ်တဲ့ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ကျွန်မကမေတ္တာချမ်းပါ